အိန္ဒိယအနေနဲ့သူတို့ရဲ့ရေတွေကိုနိုင်ငံတကာနယ်စပ်တဝမ်းမစည်းစင်းစေရင်တားဆီးသွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်နရန်ဒရာမိုဒီကပြောကြားခဲ့ပါတယ်။အခုဆိုအိန္ဒိယရေဟာအိန္ဒိယအကျိုးအတွက်ပဲစီးပါတော့မယ်။အိန္ဒိယအကျိုးအတွက်ထိမ့်သိမ်းထားမှာဖြစ်ပြီးအိန္ဒိယတိုးတက်ရေးအတွက်ပဲအသုံးပြုတော့မှာဖြစ်ပါတယ်လို့မိုဒီကမေလ6ရက်နေ့ကပြောကြားခဲ့တာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံကိုအမိတက်ပြောဆိုတာမရှိပေမဲ့အိန္ဒိယက သူတို့ရဲ့အိမ်နီးချင်းနဲ့65နှစ်သက်တမ်းရှိတဲ့ရေမြဝေသုံးဆွဲရေးသဘောတူညီမှုကိုရက်ဆိုင်လိုက်ပြီးတဲ့နောက်နှစ်ပတ်အကြာမှာမိုဒီကအဲ့ဒီတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာဟိန္ဒူခရီးသွားတွေကိုစစ်သွေးကြွတွေပြစ်ခတ်တပ်ဖြတ်ပြီးတဲ့နောက်နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာလာခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုအတွက်ပါကစ္စတန်ကအကူအညီပေးခဲ့တယ်လို့အိန္ဒိယကဆွဆွဲပြီးပါကစ္စတန်နိုင်ငံထဲမှာအကြမ်းဖက်သမားတွေရဲ့စခန်းတွေရှိနေတယ်လို့သူကပြောပါတယ်။ ါကစ္စတန်ကညှင်းဆို့ထားချိန်မှာအိန္ဒိယကပါကစ္စတန်နိုင်ငံအတွင်းရှိအကြမ်းဖက်စခန်းတွေလို့ဆိုတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသရှိ နေရာ၉နေရာကိုအိန္ဒိယကမေလ၆ရက်နေ့ကဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။လူရှည်ဦးသေဆုံးခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကပြောကြားပြီး ပါကစ္စတန်ရဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယမှာအရက်သား၃ဦးသေဆုံးခဲ့ပါတယ်။ အိန္ဒိယကနေပါကစ္စတန်တဲကိုစီးဝင်တဲ့မြစ်တွေအများကြီးရှိပြီးပါကစ္စတန်ဆိုင်ခင်းတွေရဲ့80%အကောင်အထည်အတွက်အရေးကြီးတဲ့ရေအရင်းမြစ်တွေဖြစ်ပါတယ်။